အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဥရောပသားနဲ့အာရှသားရဲ့တွေ့တဲ့ချိန်ဆက်ထားပြီးကမ္ဘာ့လှဆောင်နိုင်ငံများထဲကတခုအဖြစ်ပါဝင်တဲ့ယူကရိန်းနိုင်ငံအကြောင်းမျှဝေတင်ဆက်ပေးချင်ပါတယ်ယူကရိန်းနိုင်ငံဟာရှေ့ခေတ်ရင်ကျေးမှုမှခေတ်သစ်တည်ထွင်မှုများထက်တမန်ကျွေဝပြီးရင်ကျေးမှုအမွေနဲ့တွင်နဲ့ပြင်းထန်နေတဲ့နိုင်ငံတခုဖြစ်ပါတယ်ကဲအစီအစဉ်လေးမစတင်ခင်မှာတော့နောက်ထပ် ီလိုကမ္ဘာနိုင်ငံများရဲ့အသိရှိဖွယ်ပဟုသုတအကြောင်းအရာတွေကိုမျှဝေတင်ဆက်ပေးသွားအောင်ပါမို့ channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe လုပ်ပေးပြီးနောက်ထပ် video တွေကိုစောင့်ကြည့်နိုင်ဖို့အတွက်ပေးနာအခမ်းအနလေးကိုလည်းနှိပ်ပေးဖို့မမေ့ပါနဲ့အောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ယူကရိန်းနိုင်ငံဟာဥရောပတိုင်းမှာဒုတိယအကြီးဆုံးနိုင်ငံတစ်ခုဖြစ်ပြီး area သူရဲမိုင်ပေါင်း6သိန်း3500ခန့်ကျေဝွန်ပြီးအရှေ့မြောက်ဘက်မှာရုရှားနိုင်ငံမြောက်ဘက်မှာဘီလာရုစ်နိုင်ငံအနောက်ဘက်မှာပိုလန်နိုင်ငံဆလိုဗက်ကီးယားနဲ့ဟန်ဂေရီအနောက်တောင်ဘက်မှာရိုမေးနီးယားနဲ့မော်ဒိုဗာနိုင်ငံတို့နဲ့နယ်နိမိတ်ချင်းထိစပ်နေပါတယ်။တောင်ဘက်မှာပင်လယ်နက်နဲ့အဆက်ဖင်လယ်တို့ကဝန်းရံထားပြီးကျေပြလာတဲ့လွင်ပြင်များလမ်းမြေများနဲ့အနောက်ဘက်မှာကာပါတီးယန်တောင်နယ်များက ယူကရိန်းနိုင်ငံရဲ့တဘာဝအလှအုံတိတာထင်ရှားပေါ်လွင်စေပါတယ်။နှစ်ပေါင်း6500ကျော်ပြီဖြစ်တဲ့ trivia ရင်ကျေမှုဟာဆိုရင် PC 4500မှ3000အထိရှင်းလျားခဲ့ပြီးတိုခိကတည်ဆောက်ထားခဲ့တဲ့မြေနုများနဲ့အိဆပုံများမှာရှင်နေခိဆောက်လို့ရေးစနစ်များနဲ့များစွာစန့်ကျင်နေပါတယ်။တို့ချင်းကစကင်မြောက်စစ်သူရဲကောင်များအာရှနဲ့ဥရောပသားကြားထဲမှာ ကြောက်စရာကောင်းတဲ့စစ်သူရဲကောင်းများဖြင့်ယူကရိန်းသမိုင်းစာပေများထဲမှာမှတ်တမ်းတင်ထင်ရှားကြော်ကြားလျက်ရှိပါတယ်။ AD 900ရာစုခန့်မှာဝိုင်းကင်များနဲ့ဆလာဗစ်လူများစုက စုပေါင်းပြီးရှင်နေခေယူကရိန်းနဲ့ဘယ်လာရုစ်နိုင်ငံရုရှားအစိုက်ပိုင်းဒေသများစုဖွဲ့ပြီးကီရူဟုခေါ်တဲ့ရှင်နေခေယူကရိန်းနိုင်ငံကိုတီထောင်လိုက်ကြပါတယ်။ အဲဒီနောက်မှာတော့ရှားရိုးစလက်မင်းကြီးခေတ်တွင်ဥရောပသားတွေအင်အားအကြီးဆုံးနိုင်ငံတစ်ခုဖြစ်တည်ထောင်နိုင်ခဲ့ပါတယ်။ဒါ့အပြင်လေ AD 1240ခုနှစ်မှာတော့မွန်ဂိုရိုကျူးကျော်မှုကြောင့်ကီရုပ်နိုင်ငံပြိုကွဲခဲ့ရပါတယ်။အဲဒီနောက်မှာတော့ပိုလန်နိုင်ငံရဲ့ထိန်းချုပ်မှုရောက်သွားပြီ။1993ခုနှစ်မှာတော့ယူကရိန်းနိုင်ငံရဲ့ဒေသအများအပြားကိုဆိုဗီယက်ရုရှားသိမ်းပိုင်နိုင်ခဲ့ပြီ။1922ခုနှစ်မှာတော့ဆိုဗီယက်ပြည်ထောင်စုအတွင်းပြည်내တစ်ခုဖြစ်နေပါဝင်လာခဲ့ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုအာဏာသိမ်းကာလအတွင်းနဲ့ဒုတိယကမ္ဘာစစ်အတိတ်အတွင်းနာဇီဂျာမနီတို့ရုရှားကိုကျိုးကျော်တိုက်ခိုက်မှုအတွေ့ယူကရိန်းဒေသဟာဆိုရင်စစ်ပွဲမြေစာပင်များဖြစ်ခဲ့ပြီးယူကရိန်းပြည်သူစေတန်တိတ်ဆုံးခဲ့ရပါတယ်။1990ခုနှစ်မှာဆိုဗီယက်ပြည်ထောင်စုပြိုကွဲခဲ့ပြီးယူကရိန်းပြည်နယ်ကလွတ်လပ်တဲ့နိုင်ငံတစ်ခုဖြစ်ဖွဲ့စည်းပေါ်ပေါက်လာခဲ့ပါတယ်။ Orange Revolution နဲ့ Euromaidan ဆန္ဒပြပွဲတို့ကြောင့်ယူကရိန်းနိုင်ငံရဲ့ပြုပြင်ပြောင်းလဲမှုများကြောင့်ယူကရိန်းက ဥရောပနဲ့ပို့ပြီးတော့နှိစက်လာခဲ့ပါတယ်။ယူကရိန်းနိုင်ငံဟာတဘာဝအလှတွေနဲ့ပြင်းထန်နေပြီးကာပေဒီယန်တောင်ကမ်းတွေတနေစတာမြင့်ဒန်ယူမြင့်နဲ့ပင်လယ်ကမ်းရိုးတန်းဒေသတွေဟာနိုင်ငံတကာခရီးသွားတွေကိုအထူးဆွဲဆောင်နေပါတယ်။တနေစတာမြင့်ကယူကရိန်းနိုင်ငံကိုဖြတ်တန်းစီစဲပြီးပင်လယ်နဲ့ထက်စီဝင်ပါတယ်။ဒန်ယူမြင့်မှာခြေအားလျက်စစ်ထုတ်ယူသုံးဆွဲကြပါတယ်။ရှိုးရဂီတာအကနုပညာတို့ဟာယူကရိန်းနိုင်ငံရဲ့ကိုယ်ပိုင်လက္ခဏာတစ်ခုဖြစ်ပြီ ခေါ်ပက်ရိုးရာကအထူးကြော်ကြားပါတယ်ဖီရှေဘန်ကဆိုတဲ့ရိုးရဘန်ထုအမှုပညာရဲ့ဟာရိုးရရဲ့ခြေမို့ကိုစားပြုပြီးဖွဲတော်များနဲ့အခမ်းအနားများမှာဂုံယူစွာနဲ့ဝတ်ဆင်ထားကြပါတယ်။ခင်းဆက်ဆက်ကရိုးရရဲ့ခြေမို့အမွေနဲ့များကိုရှင်နေထိထိုင်သိမ်းကြပါတယ်။ ရှေးပင်ခေအဆက်ဆက်ကနေပြည်တော်မြို့များဖြင့်အသုံးပြုစိုးစံကြတဲ့ကီယက်မြို့ဟာဆိုရင်ယူကရိန်းနိုင်ငံရဲ့မြို့တော်ယဉ်ကျေးမှုနဲ့အချက်ချကြတဲ့စီးပွားရေးမြို့လည်းဖြစ်ပါတယ်။နိုင်ငံရဲ့ဗဟုအချက်တွေမှာသိရှိပြီးရှေးဟောင်းဖျားကြောင်းတွေပြတိုက်ကြီးတွေနဲ့တမားဝင်အစားအုပ်တွေအများပြားသိရှိပါတယ်။ ခိုက်ကလဖီနဲ့အိုတက်စားရောလို့အချာမျိုးကြီးတွေမှာလည်းတမိုင်းရဲ့ခြေမှုများရအထင်ရှားကျော်ကြားပါတယ်။ယူကရိန်းနိုင်ငံမှာရုရှားပီလာရုပိုလန်နဲ့ဟန်ဂေရီစားတဲ့အချာလူမျိုးများလည်းနေထိုင်ကြပြီးလူရဲ့စုစုပေါင်း၄၀တတန်းကျော်နေထိုင်ကြပါတယ်။ယူကရိန်းဘာသာစကားအဓိကပြောဆိုကြပြီးရုရှားဘာသာစကားကိုလည်းပြောဆိုတတ်မြောက်ကြပါတယ်။ဘာသာစကားအထူးလိုက်စားကြပြီးကမ္ဘာကျော်စာရေးဆရာ တာရီရှက်ပချင်ကိုရိုလိုနမကြီးကဗျာဆရာတွေပေါ်ထွန်းခဲ့ပါတယ်။ယူကရိုင်းနိုင်ငံထဲမှာခရစ်ယာန်ဘာသာကိုအတိတ်ကကိုးကွယ်ကြပြီးလူဦးရေ65ရာခိုင်နှုန်းကခရစ်ယာန်ဘာသာဝင်များဖြစ်ကြပါတယ်။အများစုမှာအော်တိုဒေါစ်များဖြစ်ကြပြီးအစ္စလမ်ဘာသာဝင်များတိရခိုင်နှုန်းနဲ့ဂျူးဘာသာဝင်များလည်းလွတ်လပ်စွာကိုးကွယ်ယုံကြည်ကြပါတယ်။ခရစ်ယာန်ဘာသာကို AD ဆရာစုခန့်မှာစိုးစံတယ်ဖလာဒီမာကြီးဖလာဒီမာဒဂရိုက်က AD 988ခန့်မှာအိန္ဒိယနိုင်ငံဖြစ်တဲ့တောင်ဘက်ရှိပိုင်းစတဲ့အင်ပါယာမင်းကြီးရဲ့မင်းသမီးသမီးတော်အန်နာနဲ့လက်ဆက်တဲ့အခါမှာတော့မင်းသမီးအန်နာကဘာလာယင်းလိုက်စားသူဖြစ်တဲ့အတွက်ကြောင့်ဖလာဒီမာကြီးကိုဟောချတွင်တင်ခြင်းဖြင့်မင်းကြီးဖလာဒီမာကြီးအားလည်းခရီးယန်ဘာသာဝင်တူဖြစ်လာခဲ့ရပါတယ် အဲ့ဒီအခေတ်ခါကယူကရိန်းနိုင်ငံဟာဘာသာရေးကိုယ်ကွယ်ယုံကြည်မှုရကွဲပြားခဲ့ကြပြီးဗလာဒီမာကြီးကပြည်တော်စုတည်မြဲရေးနဲ့စီလောင်းညို့ရေးတော်အတွက်ခရီးယန်ဘာသာကိုနိုင်ငံတော်ဘာသာအဖြစ်နဲ့သတ်မှတ်ပြချက်ခဲ့ပါတယ်။မြို့တော်ကီယန်မြို့မှာသိရှိတဲ့ဆိုင်ဆိုဘီယာဖျားချောင်းဟာဆိုရင်ကမ္ဘာယူနက်စကိုအမွေနဲ့စင်ရင်ဝင်ဖျားချောင်းအိတ်တစ်ခုဖြစ်ပြီး1050ခုနှစ်မှာတည်ဆောက်ထားခဲ့ပါတယ်။ဒါအပြင်စိမ့်မိုက်ကဲဖျားချောင်း ပူချိုင်လပရာနဲ့စိန်ကျော့ဖရာချောင်းတို့ကလည်းထင်ရှားကျော်ကြပါတယ်။စိန်ဆိုဖရာဖရာချောင်းဟာဆိုရင်အပြာရည်ရောင်နဲ့ချဲလဲထားပြီး အတွင်ပိုင်းတွေကတော့ရှေးခေတ်ပညာရှင်များရဲ့လက်ရာများအတိုင်းရှင်းနေခဲ့တဲ့ပကတိအတိုင်းထိုင်ထိုင်သိရှိနေပါတယ်။ယူကရိန်းနိုင်ငံဟာစိုက်ပျိုးရေးနဲ့စံမှုလုပ်ငန်းကိုအခြေခံတဲ့နိုင်ငံတစ်ခုဖြစ်ပြီးမြောစာကားမွန်နဲ့လက်ရာမျိုးတွေကျောင်းနေကြစီတို့လိုစိုက်ပျိုးထောက်လုပ်မှုတွေကြောင့် ဥရောပသားရဲ့ပါမောအိုလိုတောင်တဲစားခေါ်ဝန်နိုင်ပါတယ်။ကမ္ဘာကျုံစေခွဲရဲ့ဆရာကိုင်းတော်ကိုယူကရိန်းကထောက်လုပ်ပေးပါတယ်။တဘာဝအတွင်းထွက်များပေါ်ကျွေးသွားပြီးယူကရိန်းနိုင်ငံက20စစ်စုပ်ပေါင်းပြည်တွင်းထောက်လုပ်မှု GDP မှာအမေရိကန်ဒေါ်လာ130ဘီလီယံထိရှိပြီးဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံရဲ့ပညာရေးစနစ်မှာအသက်6နှစ်အရွယ်မှာကျောင်းဆနေရပြီးအသက်18နှစ်မှာအထက်တန်းကျောင်းအပီဆုံးတက်မြောက်သင်ကြားရပါတယ်။ပညာရေးခွင့်လန်းများစွာရှိပြီးဆေးပညာအင်ဂျင်နီယာနဲ့မြေပညာရပ်များတွင်စကောလာရှစ်များထပ်ပံ့ပြီးယူကရိန်းနိုင်ငံရဲ့တက္ကသိုလ်များမှာလည်းနိုင်ငံတကာသိမှတ်ပြုအချက်များရရှိထားပြီးပညာသင်ကြားရေးအရေးသွေးများကိုအာမခံပေးလျက်ရှိပါတယ်။ယူကရိန်းနိုင်ငံရဲ့နာမည်ကြီးတက္ကသိုလ်များမှာဆက်ရှိရာစုခေတ်ကလေးဟာဆောင်းလုပ်ထားပြီးထို့အထက်က အကြီးဆုံးတဲ့နာမည်ကြီးတက္ကသိုလ်တကူမှာ Russell Vachin ကိုအမျိုးသားတက္ကသိုလ်ဖြစ်ပြီးနိုင်ငံတကာမှကျောင်းသားများအတွေ့ပညာရေးခွင့်လန်းများပူပိတ်ဆိုးလျက်ရှိနေပါတယ်။ယူကရိန်းပြည်သူများဟာပညာရေးဦးစားပေးတဲ့နိုင်ငံတနိုင်ငံဖြစ်လို့နိုင်ငံတကာအသိမှတ်ပြုချက်များနဲ့အကြီးသေးကောင်းများပိုင်ဆိုင်ကြပြီးယူကရိန်းပြည်သူများရဲ့အစာတမ်းများမှုနှုန်း69ဒသမရှိရခိုင်နှုန်းထိရှိပါတယ်။ယူကရိန်းနိုင်ငံဟာတမန်ကျောင်းအရာများစွာသောစိန်ခေါ်မှုတွေနဲ့ပြင်းထန်နေပါတယ်။ယူကရိန်းနိုင်ငံဟာ ရှေးခေတ်ကဘရင်စနစ်အင်ပါယာရှိခဲ့ပြီးနောက်ပိုင်းမှာဆိုဗီယက်ပြည်ထောင်စုဖြစ်ပါဝင်ခဲ့ပြီး1993ခုနှစ်ဆိုဗီယက်ပြိုကွဲချိန်မှာတော့လွတ်လပ်ရေးကြေညာပြီးဒီမိုကရက်တစ်သမ္မတနိုင်ငံထူထောင်ခဲ့ပါတယ်။ယူကရိန်းနိုင်ငံကိုမိုင်းခိုင်းလို့ဒရူရှက်စတီဟာ1966ခုနှစ်မှာ1934ခုနှစ်အထိအရေးပါဆုံးခေါင်းဆောင်တစ်ဦးဖြစ်ပြီးတော့1929ခုနှစ်မှာတော့ ယူကရိန်း People Republic Party ကိုဖွဲ့စည်းတည်ထောင်ပြီးရုရှားအင်ပါယာလက်အာမလွတ်လပ်ရေးကိုအရယူပြီးယူကရိန်းလွတ်လပ်ရေးကိုကျင်းညာခဲ့ပါတယ်။မိုင်ခိုင်လိုရဲ့ပုံလူရုပ်တို့ကိုမြို့တော်ကီယက်မြို့မှာဗီတုကလက်ရာများအောင်ထားရှိတည်ထားကြပါတယ်။ယူကရိန်းနိုင်ငံကိုပြုတ်ပြင်ပြောင်းလဲမှုများစတင်ပြီးဥရောပတိုင်းနဲ့ပုံမိုနီးကပ်လာချိန်မှာတော့ရုရှားနိုင်ငံက2014ခုနှစ်တွင်ခရိုင်းမီးယားကျွန်းဆွယ်ကိုတိုက်ပိုက်ခဲ့ပြီး2022ခုနှစ်မှာတော့ယူကရိန်းနိုင်ငံကိုကျူးကျော်ဆက်စတင်ခဲ့ပါတယ်။ ယူကရိန်းနိုင်ငံဟာဆိုရင်ဒုတိယကမ္ဘာစစ်ပြီးနောက်လက်နက်အင်အားအပြည့်အကြီးဆုံးနိုင်ငံတစ်နိုင်ငံအဖြစ်ပါဝင်လာခဲ့ပါတယ်။ကမ္ဘာပေါ်တွင်အများဆုံး နျူကလ িয়ার လက်နက်များပိုင်ဆိုင်ထားပြီးကမ္ဘာကြီးဆုံးနျူကလ িয়ার စက်ရုံမှလည်းအေဟိုဒါမြို့နယ်မှာတည်ဆောက်ထားပါတယ်။ယူကရိန်းနျူကလ িয়ার ပိုင်ဆိုင်မှုကိုရုရှားနဲ့ဥရောပအမေရိကနိုင်ငံများကကဲကွယ်ကြပြီး1994ခုနှစ်မှာတော့ဘူတာပတ်တဘောသူညီချက်အရနျူကလ িয়ার လက်နက်များမပိုင်ဆိုင်ရမထုတ်လုပ်မရယူရတဘောသူစာချုပ်ချုပ်ဆိုပြီးနျူကလ িয়ার လက်နက်မပြတ်ပွားစေရန် NPT မှာပါဝင်လက်မှတ်ရေးထိုးခဲ့ပါတယ်။ ယူကရိုင်းနိုင်ငံဟာကမ္ဘာ့ရဲ့အခြေမှုယူနက်စကိုစာရင်းဝင်နေရများလည်းရှိပါတယ်။မြို့တော်ကီမြို့မှာသိရှိတယ်။ဆန်ဆိုဗီယာတမိုင်းဝင်နေရများမှာ87ရာစုနဲ့78ရာစုနဲ့ကဗီတုကအစအုံများဖြစ်ကြပါတယ်။ယူကရိုင်းရဲ့ရိုးရကျက်ခြင်းတွေကကမ္ဘာ့ရဲ့အခြေမှုအမွေနဲ့တကူပြတ်တတ်မှတ်ခံထားရပြီးကျက်တွေရဲ့လှုပ်ရှားမှုတွေကိုအတူယူပြီးဖန်တီးထားခြင်းဖြစ်ပြီးကရှိသေးများကပျော်စရာကိတ္တတန်ဆင်များဖြင့်ကပြတ်တတ်ကြပါတယ်။ ဝေရှင်ဘန်ကာလို့ခေါ်တဲ့ယူကရိန်းရိုးရပန်ထုံးလို့ပညာဆိုရင်ဒေတာမှာနာမည်ကြီးပါတယ်။ basic kit ကလေးကပေါ်ပေါက်လာခဲ့တယ်။ထိုရင်ချင်းမှာဆိုရင်မကမှုပေးတဲ့မှာကာကွယ်ပေးခြင်းအဖြစ်ယုံကြည်ကြပြီ။ AD စနစ်အစုံမှာတော့ကျောင်းဝတ်စုံများဖြင့်ဝတ်ဆင်လာကြပါတယ်။ဆိုပြီးခဲ့မှာတော့ထိုးဝစားစီရင်မှုကိုကန့်ကွက်ထားပေးမယ်လေ။လူလည်ရရကြပြီတဲ့။နှစ်ထောင်ချပြင်းထဲမှာတော့ရင်ကျေမှုအမွေနဲ့ပြင်းတဲ့တတ်မဲ့ပြီးကုံယူစွာနဲ့ဝတ်ဆင်လာကြပါတယ်။ ဝေရှိပင်္ဂါလို့ခေါ်တဲ့ပန်ထိုအဝတ်စားများကိုအနေရအဖြူရောင်နဲ့အပြာရောင်များအများဆုံးသုံးပြုပြီးသေတာပေါ်မူတည်ပြီးအလုပ်ပညာလက်ရာများစွာဖန်တီးလာကြပါတယ်1986ခုနှစ်နျူကလ িয়ার စံတမ်းမှုမတော်တဆမှုအတွင်းနျူကလ িয়ার တပ်ရောင်ခြေတမ်းမှုကြောင့်ကတ်တက်ထားတဲ့ချန်နိုဘီမျိုးများနဲ့တောင်ဘက်မှာပင်လယ်ဆိုင်ကံမျိုးကြီးများသိရှိပြီးနိုင်ငံခြားခရီးသွားများအတွက်အပန်းဖြေရန်ပလတ်စီပင်လယ်ကံရိုးထဲမှာထင်ရှားကြောကြားပါတယ်။ယူကရိန်းနိုင်ငံဟာ တမိုင်းဆက်ဆက်ခေဆက်ဆက်ကကိုပိုင်လွတ်လပ်တဲ့နိုင်ငံတနိုင်ငံဖြစ်ပြီးရှေးဟောင်းရည်ကျေးမှုအမွေနဲ့တွင်ရိုးရဝတ်စားစင်ရမှုတွေကြောင့်ထိရှားကြော်ကြတဲ့နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ကဲဒီလောက်ဆိုရင်တော့ဥရောပရဲ့တမိုင်းကျွေးပါပြီးတဘာဝလှတွေနဲ့ပြင်းထန်နေတဲ့ယူကရိန်းနိုင်ငံအကြောင်းသိပြီးလာပြီးထင်ပါတယ်။နောက်နောက်အခုလိုအကျိုးရှိစေမဲ့ဗဟုသုတဗီဒီယိုတွေကိုကြည့်ရှုနိုင်မှု channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင်နှိပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။